ဲ့တော့ NUG အစိုးရတည်ရှိနေသူရဲ့ကာလပတ်လုံးဒီဘဏ်ကပတ်စံကိုသူတို့ဘဏ္ဍာမီစီမီစီကန်းနေနဲ့ဈေးကွက်စီမံသူထိမ့်သိမ်းသည်များကာလပတ်လုံးဝယ်တဲ့လူရှိသည်သည်များကာလပတ်လုံးရောင်းတဲ့လူရှိနေသည်များကာလပတ်လုံးတော့ပြီးတော့သူရဲ့အလုံးမဲမင်္ဂလာပါ ANT channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဟာမြန်မာနိုင်ငံသတင်းထုတ်သတင်းဝင်တွေကိုနေ့စဉ်တရားတင်ဆက်ပေးတာမို့ကျွန်တော်ရဲ့ channel ကို subscribe လေး data ပေးဖို့ပြောကြားပါမယ်။အမကန်ကြီးကဒီဈေးကွက်ကလောက်ထားမှာလေ။အဲ့တော့ကျွန်တော်တို့ကိုစားဒီဒီ platform ကိုပေးရောင်းတဲ့ အဲ platform ဆိုတဲ့အဲ့ဒီဈေးကွက်ကနေပြီးတော့ NUG နဲ့တို့လိုအပ်တဲ့စာရွက်စာတမ်းတွေအပေါင်းစာချုပ်တွေရှိမှာပေါ့ဒါတွေရှိမှာပေါ့အဲ့တော့ကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲဘာမှစဉ်းစားစရာအကြောင်းမရှိ incentive ပါတယ်ဆိုတာက incentive ပါတယ်ဆိုတာကကျွန်တော်တို့ရောင်းနေမနေ့ပြင်ပြန်ရောင်းလို့ရတယ်အခုကျွန်တော်ဝယ်ပြီးအခုပြန်ရောင်းလို့ရတယ်ဒါရှုပ်ရှင်းလေးပဲเนาะ ပြောချင်တာက NUG က Spring Development Bank ကကင်ထားတာမဟုတ်ဘူးဈေးကွက်မှာအရှင်ထားတာဒါ stock market ဖွင့်ထားတာအဲ့ဒါဒီမိုကရေစီနိုင်ငံရဲ့ဒီမိုကရေစီစီးပွားရေးပဲဒါ capitalism ပဲဟိုတုန်းကကြတော့ဟုတ်တယ် NUG မှာဘုံဝင်ထားတာ NUG ကဆုံးဖြတ်တာနော်အခုကျွန်တော်တို့အင်ယာတွေဝယ်ထားတာဈေးကွက်တွေဝယ်အဲ့ဒါဒေါ်လာရေးနိုင်မှာ NUG အခုကဘာမှမဆိုင်ဘူးဈေးကွက်ထဲမှာကိုကမ္ဘာ market ထဲမှာကိုဒါတိုင်းဝယ်လို့ရတယ်ပြောချင်တာက NUG ဆိုတာလည်းသိစရာမလိုဘူးဥတင်ထုံးနိုင်ဘူးလည်းသိစရာမလိုဘူး န်ယူဂျီကိုလည်းသိကြမလို့အေဒီကနာတော့ကကနာတော့က MEHC ဆိုတဲ့ stock exchange ထဲမှာနော်အေဒီ app ထဲမှာနော်အေဒီဈေးကွက်ထဲမှာ SDB USDB ဆိုတာဟာကိုရိုက်လိုက်ရိုက်ပြီးတော့ကိုကြိုက်ရင်ဝယ်လိုက်ကိုမကြိုက်ရင်ရောင်းလိုက်ဒါတိုင်းလုပ်လို့ရတယ်ပြီးတော့ကိုရဲ့ bank တ်တွေကိုရဲ့အနေထားတွေ data တွေအားလုံးကလည်း NUG မှမမဆိုင်ဘူး NUG ကဒီအနောက်ကွယ်မှာပျောက်သွားပြီလူကြီးမင်းတို့မြင်အောင်ကြည့် NUG နောက်ကွယ်မှာမရှိဘူး NUG ကိုထိန်းကျောင်းမှာ န်ယူဂျီမှန်မှန်မှန်စစ်ဆေးမှာကကျွန်တော်တို့အလုံးမဟုတ်ဘူးဘသူကစစ်ဆေးမှာလဲအဲ့ဒီ market ကိုကင်ထားတဲ့အဲ့ဒီကဏ္ဍတုံးက platform ကနေစစ်ဆေးလိမ့်မယ်အဲ့ဒီကနေသွားတော့မှာအဲ့တော့ပြောချင်တာက incentive ပါတယ်ဆိုတာကကိုပေးလိုက်တဲ့ပတ်စံအားလို့ဒီမဆုံးသွားဘူးကို app ကိုကိုဖွင့်ကြည့်တနေကိုကြည့်နေမြင်နေရတယ် graph နဲ့အတက်ကြပြနေတယ်ဒါက ကမ္ဘာ digital market stock market ကိုနားလည်တဲ့လူတိုင်းသိတယ်။နားမလည်ရင်လည်း ATM app ကိုလုံးဖြွင့်ကြည့်နေပေါ့ဗျာ။ကိုယ်ဟာကြီးကတက်သွားလားကြာ။တစ်ချက်လုံးမြင်နေရတယ်။ဈေးကွက်ရဲ့သဘောတရားဒီစက္ကန့်နဲ့အမျှအတက်ကြာရှိတယ်။ဘာလို့လဲရောင်းတဲ့လူနဲ့ဝယ်တဲ့လူရောင်းတဲ့လူရောင်းတဲ့လူများရင်ဈေးကြမယ်ဝယ်တဲ့လူများရင်ဈေးတက်မယ်။ဒါရယ်ဒါ supply နဲ့ demand ပဲဒါရိုးရိုးရှင်းရှင်းလေးပဲ။အဲ့တော့ကျွန်တော်တို့ຫນွေဥပ္ပံမှာကျွန်တော်တို့မှာပြည့်စက်ရှိတယ်။ ျွန်တော်တို့ထုတ်ရောင်းတဲ့လူကຫນွေဥຫນွေဥတော်လိုင်းရဲ့နေထုတ်ရောင်းတာဘဏ်ကရောင်းတာအဲ့တော့ NUG နိုင်ငံရှိတယ် NUG အခြေအနေကောင်းတယ်ဆိုရင်လူတိုင်းဝယ်မှာပဲဈေးတက်မှာပဲ NUG ကရှုံးကြေရှိတယ် NUG ကိုမယုံကြည်ဘူးဆိုရင်လူတွေထုတ်ရောင်းမယ်ဈေးကျမှာပဲအဲ့တော့လူကြီးမင်းက NUG ကိုအပြစ်ပြောနေမဲ့စာအဲ့ဒီဈေးကွက်မှာရှိတဲ့ဈေးအတက်ကျကိုကြည့်ခြင်းအပြင်ဈေးတက်နေတယ်ဆိုရင်လူတွေက NUG ကိုယုံကြည်လို့ပဲယူကြီးမယုံကြည်တာလူကြီးမင်းကိစ္စလေး ယုံကြည်တဲ့လူရှိလို့ဈေးတက်တယ်ဝယ်ကြတယ်ဝယ်ကြလို့ဈေးတက်လဲဈေးတက်လို့မြက်ကြတယ်ဒါအယောင်းဝယ်လုံနေတာစီးပွားရေးလုံနေတာအဲ့တော့အဲ့တော့ NUG ကိုဟိုဘောဒီဒီဘယ်လိုပြောမလဲဟိုဖောင်းထုတဲ့လူတွေမထူအဲသူတို့ကိစ္စလေသူတို့မယုံမဝယ်နဲ့ပေါ့ယုံတဲ့လူကဝယ်မယ်ဈေးကွက်တဲမှာရှိနေတယ်ဈေးကွက်ကပြင်မယ်တခုပဲပြောစရာရှိတယ်ဝယ်ထားတဲ့လူတွေအားလုံးကတပြိုင်တည်းထုတ်ရောက်မယ်ဆိုဈေးကြပါပဲအဲ့ဒါဈေးကွက်ပြတ်တာပေါ့ဗျာဒါဗမာပြည်မှာလည်းအထူးတူပါပဲနော်ဒါကကျွန်တော်တို့အထူးတွေရှင်းပြစရာမလိုပါဘူးနော် ဒီဒီမကိုလန်းမှာရှိတဲ့ဒေါ်လာမာကတ်မှာဒီနေ့ဝယ်ရောင်းတဲ့လူများရဲ့ဒေါ်လာစီးကဘုံဘုံဘုံဆိုထိုးစင်းသွားတာပဲဒီနေ့ဒေါ်လာဝယ်တဲ့လူများရဲ့ဒေါ်လာစီးကဘုံ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 ဆို6000တွေ9000တွေဖြစ်သွားဒီသဘောတရားပဲအဲ့တော့ဒေါ်လာအရောင်းဝယ်မာကတ်ကကြံတဲ့ဟာတွေနဲ့စီးပြီးမယ်လူတွေရဲ့ရောင်းတဲ့ဝယ်မှုယုံကြည်မှုအနေနဲ့ဆိုင်တာအဲ့တော့လူကြီးမင်းမယုံကြည်ပဲလူကြီးမင်းအပြစ်ပြောတာလူကြီးမင်းကိစ္စလူကြီးမင်းကြံခဲ့မှာပေါ့တချိန်ကလေ digital market ခေါ်တဲ့ bitcoin ကိုအဲ့လိုပဲတစ်ကမ္ဘာလုံးကမယုံကြည်ခဲ့တဲ့လူတွေကြံခဲ့တယ်အခု ရှုံးရင်လည်းရှုံးမယ်ဆိုဆိုပြီးတော့ဝယ်ပြီးထည့်ထားတဲ့လူအခု Bitcoin တရာရှိတဲ့လူကကမ္ဘာပေါ်မှာဘာလို့မှလှုပ်ရှားစရာမလိုဘူးဇိမ်နဲ့ထိုင်စားလို့ရပါပြီ Bitcoin စရုံတော့ Bitcoin တကွင်ကိုဒေါ်လာနဲ့စရောင်းတာအဲ့တော့ဒေါ်လာတရာပဲရင်းရမှာဒေါ်လာတရာဆို Bitcoin တရာရမယ်အခု Bitcoin တရာပိုက်မိထားတဲ့လူဒီဒေါ်လာ၁၀သန်းချမ်းသာသွားပြီဘာမှလှုပ်ရှားစရာမလိုဘာမှအလုပ်လဲသွားစရာမလိုကိုယ့်အိမ်မှာကိုဇိမ်နဲ့ထိုင်နေစားလို့ရတယ်တချို့ထောင်တဲ့လူရှိတဲ့လူတွေနဲတာမဟုတ်ကြီးကြီးတက်ချမ်းသာကြတာအဲ့တော့ Bitcoin တထေးတွေလို့ခေါ်တာပေါ့ ဲ့တို့တော့ကလည်းအခုလိုပဲတိုက်ခိုက်တဲ့လူတွေမယုံကျွန်တော်တို့အပါဝင်မမယုံကြည်ခဲ့လို့မဝဲလို့ခံပေါ့ဗျာဒါကစစ်တိုက်နေတာမဟုတ်ဘူးဒါဈေးရောက်နေတာအဲ့တော့သူတင် supply နေပါလေဘာမှစိတ်ဝင်စားကြမလို့ကြိုက်ဝယ်မကြိုက်မဝယ်နဲ့လေကျွန်တော်ပြောတဲ့စကားကရှင်းနေရောကိုယ်ဝယ်မှာကဒေါ်လာဒေါ်လာ50ဒေါ်လာတရားနဲ့ဟိုမပြောနဲ့လေကျွန်တော်ပြောချင်တာကျွန်တော်တို့ကအပြေဝါ ဒီ NUG ကိုယုံကြည်တယ်အပြည့်ဝဒီဒေါ်လာရေးနိုင်မယ်လို့ယုံကြည်တယ်ဆက်အာနာဂျီကိုအပီးတိုက်နိုင်မယ်ဒါကြောင့် NUG ကလောက်တာရအားလုံးကိုကျွန်တော်တို့ယုံကြည်တယ်တချို့ပြောနေတာရှိတယ် NUG ကမယုံရဘူးဒီလူရအဲ့ဒါဆိုမယုံမဝင်နဲ့လीလူကြီးမင်းမတော်ဝယ်ခိုင်းလို့လေမဝင်နဲ့လीပြောချင်တာကတိတူဖော်စာမတိတူကြော်သွားပဲဒါမဲ့သေချာတစ်ခုကသေချာတစ်ခုကကျွန်တော်တို့ဟိုဒေါ်လာရေးနိုင်တာမနိုင်တာမသိသေးဘူးเนาะဒီလကျွန်တော်ရဲ့အသုံးစရိတ်ပဲကျွန်တော်ထုတ်ထုတ်ထုတ်ပြမယ် အခုကချင်ပွဲသွားတယ်ပေါင်း200ကျော်ကုန်တယ်မနေ့ကရုပ်ရှင်သက်ကြည့်တယ်ပေါင်း80ကုန်တယ်အခုအခုလာမယ့်ရုပ်ရှင်ပွဲဒီဂီတပြပွဲပေါင်း200ကျော်ပဲပေါင်း900ကျော်ရှိတယ်ကျွန်တော်ဝယ်ထားတာအဲ့တော့အဲ့ဒီချိန်မှာအဲ့ဒီကချင်ပွဲကောအဲ့ဒီဂီတပြပွဲရော NUG ရော PDF တွေကိုဘယ်သွားသလဲမသွားသလဲတိုက်မလားမတိုက်ဘူးအဲ့ဒါကြီးကျွန်တော်တို့ဘာမှမသိဘူး ကျွန်တော်တို့ညီတို့ကိုယုံကြည်လို့တို့ကိုထောက်ပံ့ခြင်းလို့ပြီးပြီးတော့ထောက်ပံ့ခြင်းကျွန်တော်တို့ပတ်စံကိုကျွန်တော်တို့သုံးလိုက်တာပြောချင်တာအဲ့ဒါကြီးပြီးတာနဲ့ကျွန်တော်တို့တပြားမပြန်မရဘူးတို့ကတော့ကိုကြားစိတ်တွေနှုတ်မယ်လိုတဲ့ပတ်စံကို PDF တွေပေးမယ်ဟိုလူပေးမယ်ဒီလူပေးမှာအဲ့ဒါနဲ့ရှင်လိုက်ရင်အခုကျွန်တော်ဝယ်တဲ့ပေါင်900အခုအုံနဲ့ပေါင်900ကိုဒီ token နာပေါင်900ဝယ်ထားလိုက်ရင်အဲ့တော့သူ့ကိုကျွန်တော်ဈေးဆက်စရာပေါ့လားဘာလို့လဲငကူတဲကတော်လိုင်းရေးမှာလှူတဲ့လူကပတ်စံအဆုံးပဲအခုပဲကြည့်ကျွန်တော်တို့ရုပ်ရှင်လက်မှတ်တွေဝယ်ကြည့်တယ် တကဘာလုံးမှာရှိနေတဲ့ကိုလင်းလင်းတို့အစားရုပ်ရှင်ဂီတဖြုတ်ပွေးတွေအမျိုးစုံလုပ်နေကြတယ်နော်ရုပ်ရှင်ယုံတွေပျော့ပျော့လေးအပါဝင်ရုပ်ရှင်တွေအမြောက်အများပြနေကြတယ်အဆိုတော်တူတူတို့အများကြီးတစ်ချင်းတွေအများကြီး live show နေကြတယ်အဲ့ဒီပတ်စံတွေဥမာဖြူဖြူကျော်သေးရစားကျွန်တော်တို့ကြားမှပြန်မရဘူးလေရှင်းရှင်းလေးလေအဲ့တော့ကျွန်တော်တို့ကဘာကိုသွားပြီးစစ်ကြောနေစရာအကြောင်းရှိလဲယုံရင်ဝဲမယုံရင်ဝဲနေပေါ့ဒါကိုဒါကိုကျွန်တော်ကဆိုလိုချင်တာအဲ့တော့ ဟိုမှာတော့ကိုကအဆုံးကျွန်တော်တို့တော်လန်ရေးမှာပတ်စံလှူတယ်တော်လန်ရေးနဲ့ပတ်သက်တဲ့အခုလိုရောင်းမယ်လို့ဆိုတာအဆုံးတတ်မှတ်ထားမှာအဲ့တော့မဆုံးရင်မြက်မယ်ဒါပဲဒါမဲ့ဒါဈေးကွက်တဘောတရားဖြစ်ဖြစ်ကိုကိုတိုင်ရိုးရိုးလေးပဲဗျာဒီဒီဈေးကွက်ကြီးပြက်မယ်နော် SCB ကပြက်မယ်ဆိုပါစို့ဝဘုံတို့ကြရင်ကိုအချိန်မီတွေထုတ်ရအောင်ပေါ့ကိုဝင်ကြည့်နေဖို့ပဲလိုတာလीအ ဟုတ်လားဈေးကွက်သဘောတရားရကိုဝယ်ထားတယ်ဗျာအခု0.007ဗျာမနေ့ပြန်0.006ဖြစ်မယ်ကျသွားတာပေါ့နောက်နေ့ကျရင်0.005ဖြစ်မယ်အဲ့တော့သူကိုထုတ်ရောင်းလိုက်လေအဲ့တော့အကုန်လုံးမရှုပ်ဘူးလေအဖြစ်ရတာကိုဆိုလို့ကျင်လာအဲ့တော့အဖြစ်ကရှင်းရှင်းလေးပဲအဲ့တော့အဲ့တော့အပြောကျင်တာကဟိုဟိုအကြမ်းပြင်းပဲပြောနေတာเนาะအကြမ်းပြင်းပဲပြောနေတာအဲ့တော့ဟိုဟို ကိုကကိုဟိုဘယ်လိုပြောမလဲဟိုဈေးကွက်ရဲ့အနေအထားအရယုံကြည်အဓိကကဒါယုံကြည်ချက်နဲ့ဆိုင်တယ်နောက်တစ်ခုကရေရှည်ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တယ်ဒါဆိုရင်အခုကျွန်တော်တို့အန်ယူဒီအခုကျွန်တော်တို့ဒီဒါလေးဘယ်လိုပြောမလဲဟိုကျွန်တော်ဂီတဖြောပြီးသက်ကြည့်တယ်ဟိုနေ့ကဆိုရင်ဒါရုပ်ရှင်သက်ကြည့်တယ်ဗောဗျာနော်ရုပ်ရှင်သက်ကြည့်တယ်ကျွန်တော်တို့သူ့မှာ total supply မလောက်ရှိတယ်သူဘယ်ကိုသွားမယ်ဘယ်ရမယ်ကျွန်တော်တို့ဘယ်သူမှလည်းမမေးဘူးတော်လိုင်းရေးအတွက်ဆိုပြီးသွားကြည့်တယ်အဲ့ဒီပတ်စံကလည်းပလုံလဲကြပြားမှလည်းပြန်မရဘူး အဲ့ဒါဒီနဲ့ရှင်ရင်ကျွန်တော်တို့နေဦးတော်လိုင်းရေးမှာတကယ်လို့လုပ်တဲ့လူတွေကပျော့ပျော့ကြီးကိုဝယ်တာပေါ့ဗျာတချို့ဆိုရင်အိမ်တွေကိုရောင်းပြီးတော့ကိုမြေွက်တွေဝယ်ထားကြတယ်တချို့တွေဆိုအိမ်တွေကိုရောင်းပြီးတော့ကိုဘုန်းတွေဝယ်ထားကြတယ်အဲ့ဒီလူတွေရဲ့အရှင်ပဲဗျာအဲ့တော့လူမင်းလူကြီးမင်းကစီးပွားရေးသဘောတရားကမယုံကြည်ဘူးဆိုရင်တခြား SDB တော့ဝယ်ပေါ့အဲ့ဒီ app ထဲမှာကိုအများကြီးဝယ်စရာတွေအများကြီးတခြား token တွေအများကြီးရှိတယ်အဲ့တော့ဆိုလိုချင်တာက နှွေဦးတော်လိုင်းရေးမှာဒီ STB token ကိုတကယ်ဝယ်ခြင်းကြတော့သူများ data app မှာဝယ်လို့ရတယ် STB bank ကိုခံမယ်သူတို့စီက token ဝယ်မယ်သူတို့ပြောတယ် round 1နေ round 2နေ round 3သူတို့စီမှာဝယ်တော့နည်းနည်းဈေးပေါ်မယ်ထင်တယ်ဒါပေမဲ့သူတို့စီမှာဝယ်တဲ့အခါကျရင်သွားရတာလာရတာဆက်ရတာကြာတယ်ဗျာကိုယ့်ရဲ့ data တွေကိုလည်းသူတို့သိတယ်ဗျာအခုဒီဥစ္စာဘယ်သူမှမခံဘူးဘယ်သူမှမသိဘူးဈေးကွက်ထဲမှာဒါတိုင်းဝယ်လို့ရတယ်ဒါကိုကျွန်တော်ပြောချင်နေတာ နော်ဈေးကွက်ထဲမှာ MEAC ဆိုတဲ့ app ထဲမှာဒါတိုင်းဝယ်လို့ရတယ်လူတိုင်း download လုပ်လို့ရတယ်ဒါကမ္ဘာဘာကကြီးဒါပေမဲ့တေချာတဲ့ခုကတော့ကိုကတော့သူတို့ခွင့်ပြုထားတဲ့နိုင်ငံပါမယ်ကျွန်တော်သိသလောက်မြန်မာကမရပါဘူးအဲ့တော့ရတဲ့နိုင်ငံကလူတွေဒါတိုင်းကိုပန်ကန်တဲ့ကိုပတ်စံထဲမယ် USDT ကိုအရင်ဝယ်မယ် deposit လုပ်မယ်ပြီးတဲ့အခါမှာ SDB လို့ကျွန်တော်ကိုယ်တိုင်အခုဝယ်ထားတာ SDB USDT ကိုကျွန်တော် search မှာရှာလိုက်တယ်ရှာလိုက်ရသူထက်လာတယ်ဒေးဒေးဆိုတော့ grab ကြီးနဲ့ထွက်လာတယ်တက်လိုက်ကြလိုက်တက်လိုက်အဲ့မှာကျွန်တော်က buying ဆိုပြီးဝယ်မယ်ဆိုပြီးနေလေတကယ်လို့ကျွန်တော်မှရှိကျွန်တော်ပြန်ရောင်းလိုက်မှာရောင်းဆဲလုပ်လိုက်မှာပေါ့ buy ဆိုပြီးဝယ်လိုက်တဲ့ခါမှာ तू က maybe ဥပေါက်စီဘလောက်လဲအဲကျွန်တော်အဲ့မှာပေါက်စီက तू face လုပ်လိုက်တယ်0.07 0073အဲ့ဒီအဲ့ဒီဈေးနဲ့ကျွန်တော်ဝယ်မယ်သူတို့ဟိုမှာပေါက်နေတာ0.00 0073တွေပါရကျွန်တော်က0.07ဆိုတော့3နဲ့ဝယ်မယ်ကျွန်တော်ပေါက်ဈေးဖြတ်လိုက်တယ်ဖြတ်ပြီးတော့ကျွန်တော် token ကို 18900ရွေးလိုက်တယ်ရွေးတဲ့ခါမှာအောက်မှာသူပြလာတယ် USDD 128ဒေါ်လာကြမယ်အဲ့မှာကျွန်တော်ထင်မှာကျွန်တော် deposit ထည့်တာလဲ129ဒေါ်လာဆိုကွက်တီပဲအဲ့ဒါဒိန်းဆိုကျွန်တော်နှိပ်လိုက်တာနိ second buy အတွင်းမိနစ်ပိုင်းအတွင်းမှာကျွန်တော်ရဲ့ wallet ထဲမှာအဲ့ဒီကနာတော့ SDB token 18900ရောက်လာတယ်အခုကျွန်တော်ထပ်ဝယ်ခြင်းထပ်ဝယ်ပဲနောက်တရားထပ်ဝယ်ရတာပဲနော်ကျွန်တော် token 3000ဝယ်ခြင်းလားဝယ်ပေါ့ဒေါ်လာ1000ဝယ်ရင် SDB token ပေါင်း သသိန်းကျော်ရမှာအဲ့တော့ဒါဒီကိုယ့်ရဲ့တံမိုးပဲဟိုကြက်ကြက်ရက်နဲ့ဟိုဟာဟို total value ဘယ်လောက်ရှိတယ်ဆိုတော့အဲ့ဒါကကိုယ်ကိစ္စကျွန်တော်တို့ကဒီတိုင်းဘာမှအကျိုးမြတ်မရှိဘဲနဲ့တော့လစဉ်လစဉ်ဟိုပွဲကြီးဒီပွဲကြီးကျွန်တော်တို့ fundraising ပွဲတွေမှာသွားအားပေးမုတ်ဝဲစားဟိုဟိုမှာလှူလိုက်ဒီမှာထည့်လိုက်ဟိုမှာထည့်လိုက်ထီထိုးလိုက်လုပ်နေတဲ့လူတွေအဖို့ကတော့ဝဲပြောတယ်ကိုက အဲ့လိုမဟုတ်ဘဲနဲ့ငကိုတော့ကလည်းဘယ်မှမှလည်းမထည့်ဘူးဘယ်မှမှလည်းမပါဘဲနဲ့စီးပွားရေးလဲဆိုရင်တော့ဒါကိုရဲ့တက်ချမ်းတလို့ပေါ့နော်အန်ယူဂျီကဘလောက်ထုတ်ရောမှလဲဘာတွေလုံးမှလဲဒါတွေလုံးမှလဲအဲ့ဒါတွေအရင်ကြီးရှင်းပြစရာမလိုဒါစီးပွားရေးလုံးနေတာကျွန်တော်အမြင်ကရှင်းပြစရာလည်းသိမလိုဘူးကြိုက်ရင်ဝဲယုံရင်ဝဲဒါပေမဲ့ကျွန်တော်တို့မှကဒီတကဘာလုံးမှရှိနေတဲ့ A group ကအညီကိုများတကယ်တမ်းဟိုကိုဟိုဘယ်လိုပြောမလဲ ဒုတ်ဝေတဲ့အချိန်တော့ကကိုပါခဲ့တယ်ဗောဗျာမုတ်ဝေတဲ့အချိန်မှာကိုမကြံခဲ့ရလေအောင်ပြောချင်တာကဗျာဘိုးနေဝယ်ခဲ့ပြီးရပြီပြီမြေွက်တွေဝယ်ခဲ့ကြပြီပြီဟုတ်ပြီနော်ပြီးတော့ကျွန်တော်တို့အခုလိုရွှေရှင်လက်မှတ်တွေဂီတဖြိုးပြီးပွဲတွေအမျိုးစုံကျွန်တော်တို့အားပေးကြပြီပြီပြီးတော့ရမန်ငွေရှာပွေပွဲတွေမှာဝယ်စားခဲ့ကြပြီပြီအများကြီးကျွန်တော်တို့လှူခဲ့ပြီပြီအများကြီးပေးခဲ့ပြီပြီဒါပေမဲ့အခုဒီဥစားကြတော့အချိန်တိုင်းမြတ်ပါလေမျက်နိုင်တာပေါ့မျက်နှာလက်ချိန်မှာမုတ်ဝေတော့မယ်အဲ့ဒီချိန်မှာကိုမကြံခဲရလေအောင် ပြောချင်တာကကိုကိုကိုနောင်တဆိုတာလေးမရရလေအောင်ကျွန်တော်တို့ငကိုတဲကတော်လန်ပြည်သူတွေငကိုတဲကလှူနေကြတဲ့သူတွေငကိုတဲကလားစင်ကိုအိတ်ကတ်ထဲကနေပေးနေကြတဲ့သူတွေအနေနဲ့ဝယ်စေခြင်း ਨੇ ဒီလိုက်ကအဲ့ဒီလူတွေကိုအတိကရွေရတာပြောချင်တာကဟိုသူတို့ကိုယုံနေမယုံဘူးဘလောက်ရှိအဲ့ဒါကျွန်တော်နဲ့မဆိုင်ဘူးသိချင်ရင် SDB ဒီ special အဒီဒီ development ban မှာသူတို့မှာသွားပြီးတော့မေးလို့ရတယ်ကျွန်တော်လည်းကံကံရှင်မဟုတ်ဘူးကျွန်တော်လည်းသူတို့အကြောင်းအဆအဆုံးမသိဘူးပြောချင်တာကသူတို့ရဲ့ဘန်လုပ်ငန်းဒီလုပ်ငန်းတွေနဲ့သူတို့ဘလောက်ထောက်ဘလောက်ထုတ်ရောင်းမလဲဘလောက်ဒီသူတို့ကန့်သက်ထားမလဲတရာသူတို့ကတော့စီမီစီကန်နဲ့လုံးမှာပဲအဲ့တော့ပြောချင်တာကကျွန်တော်တို့တော်လန်ကြီးကိုတွေတော်လန်ရေးသမားတွေမကြံခဲ့ရလေအောင်နောင်တမရရလေအောင်ကျွန်တော်ကိုယ်တိုင်မကြံခဲ့ရလေအောင်ချက်ချင်းကောက်ဝဲတာ ဟိုတနေ့တွေကကျွန်တော်က SCB ဘဏ်ကနေပြီးတော့ token ဝယ်ဖို့စူးစမ်းနေတာအဆင်မပြေဘူးပြောချင်တာက SCB ဘဏ်က app ကိုဝင် login လုပ်လေပြုတ်ကြွားလိုက်ဝယ်မဲလုပ်လိုက်ပတ်စံထည့်ဖို့လုပ်လိုက်အဆင်မပြေလိုက်ဒါနဲ့ကိုတိုင်ပတ်နေတာအဲ့တော့စိတ်မရှိတော့ဘူးအဲ့တော့ကိုယ့်အကူထားလိုက် market ကနေတိုင်းတော့ဝယ်တယ်ပြောတော့ကိုကိုကိုတိုင်းမြင်ရတယ်ဗျာအ ပြောချင်တာကဂျားကန်တရားဝါနေတဲ့စင်ကိုဒေတာတွေ YouTube ဘန်နဲ့ပတ်စံထည့်ပြီးအဲ तू ကတစိမ့်မှာကိုကိုကိုပြန်ပို့ပြီးအဲ့ဒါတွေမလုပ်တော့ဘူးဒါတိုက်ကိုကိုဝယ်လိုက်တယ်ပြီးတော့အဲ့ဒါရှင်းတယ်ဒါပေမဲ့ SDB ဘန်မှာ token round 1 round 2 round 3တွေဝယ်ရင်တော့ပိုဈေးသက်သာမှာပေါ့ဗျာဒါက market ဈေးပေါ့ဟိုကတော့နည်းနည်း short ပြီးမယ်ထင်တာပဲနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အခုကဘာမှာ hot နေတဲ့အဲ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 ့တော့ကဘာမှာဟော့နေကဘာမှာဟော့နေကြတယ် ဒီဒီဒီကျွန်တော်တို့ဒီဒီ SDB token ကိစ္စကိုကျွန်တော်ဟာရှင်းပြတာအဲ့တော့ဝယ်ကျွန်တော်တို့အဓိကကတော့တော်လှန်ပြည်သူတွေအမြောက်အများဝယ်လို့ရတယ်ကိုကြိုက်သလောက်ဝယ်လို့တော့မကတ်တတ်မှုလည်းရှိမလားမရှိမလားကျွန်တော်လည်းမပြောတတ်ဘူးကျွန်တော်လည်းမဆန်အားသေးဘူးเนาะဒါပေမဲ့ဈေးကွက်ရဲ့သဘောတရားဖြစ်တာဖြစ်တဲ့အတွက်သူ token token ပေါင်းဘယ်နှသန်းပေါ့သူတို့ထုတ်ထားမှာပေါ့ဗျာဘယ်ဘယ်နဲ့ဘီလီယံပေါ့အဲ့ဒါမျိုးသူတို့ထုတ်ထားမှာပေါ့ အဲ့ဒီကနေအားလုံးမှသူတို့ကဟို supply ရှိရင်ရောင်းပါပဲလေသူတို့လည်းရောင်းကျင်လို့ပဲတရားကိုဈေးကွက်တင်တာလေရောင်းကျင်လို့ဈေးကွက်တင်တာအဓိကကလေဒီပတ်စံတွေအားလုံးရဲ့ရလာတဲ့အမျက်တွေအကျိုးမျက်တွေအားလုံးကိုသူက NUG ရဲ့ဗန်ဒိုင်းဝန်ကြီးဌာနအောက်တဲကိုသွားမှာအဲ့ကနေကာကွယ်ရေးဝန်ကြီးဌာနအောက်ကိုဒါတိုက်စီစဉ်မှာလို့သူတို့ပြောထားပြီးသားသို့တော်လေသူတို့ဒီစီးပွားရေးလုပ်ငန်းဖြစ်တာဖြစ်တဲ့အတွက်ဒီအဲ့ဒီ SCB SCB ဘဏ်ကို run နေတဲ့ဒီ CEO ကိုယ်တိုင်ကပြောထားပြီးသား တို့ဒီတို့ရှိတဲ့တရားရကနုံးတို့ကိုအန်ဟိုဒီအန်ယူဂျီကိုသွားမှာမဟုတ်ဘူးတို့ဒီဘန်ရဲ့သဘောတရားရတော့လကောင်းဈေးကွက်ရဲ့သဘောတရားရတော့လကောင်းသူတို့အပောင်ပေးထားတဲ့သဘောတရားရလကောင်းသူတို့ဒီအတိုင်းတာတစ်ခုထိပဲဒီပစံကိုဆွဲထုတ်မှာကျန်တဲ့ပစံဈေးကွက်တဲမှာရှိကိုရှိနေရမှာအဲ့တော့ဒီလိုအနေထားတွေရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီရုံယုံကြည်ကြည်နဲ့အခုလေကျွန်တော်တို့ဒီဘာအကျိုးမြတ်မှမရှိဘာအင်ဆက်တဲမှမရှိပဲနဲ့ကျွန်တော်တို့ရုပ်ရှင်ပွဲတွေဂီတဖျော်ဖြေပွဲတွေ เนาะကျွန်တော်တို့တော်လန်ရံမုံငွေပွဲတွေเนาะဟိုဟိုကိစ္စဒီကိစ္စတွေဒီတိုင်းနေ့တိုင်းလှူနေကြတာပဲအဲ့တော့အဲ့ဒီလူတွေများအတွက်ရွေးရပါတယ်မကြံခဲရလေအောင်တချို့တွေအခုပြောနေကြတယ်ဝယ်ရခက်တယ်တိုကင်ပေးလိုက်တယ်ကိုယ်စီပြန်မလာဘူးပြောတယ်အဲ့ဒါမျိုးမဖြစ်ရလေအောင် MEAC ရဲ့အဲ့ဒီ stock exchange နေရာမှာဒါတိုင်းဝယ်လို့ရတယ်ကျွန်တော်ကိုယ်တိုင်အခုဝယ်ကြည့်ပြီးသွားပြီးဆိုတာကိုဒါတရင်စကားပေးကြင်တာပါ အခုတော့ဈေးကွက်စားဖွင့်တဲ့နေ့ကနေအစဆိုတော့ကျွန်တော်တို့ဝိုင်းဝယ်ကြတော့ဈေးတက်တာပေါ့ဗျာဒါကတော့ရှင်းရှင်းလေးပေါ့မနေ့ပြင်ကြရင်ထုတ်ရောင်းကြရင်လည်းရှုံးနိုင်တာပဲဒါပေမဲ့ကျွန်တော်တို့ကငကူတွေကအရှုံးလို့သတ်မှတ်ထားတာလीအဲ့တော့ကိုအရှုံးခံနိုင်တဲ့တနိုင်တစ်ပိုင်းပဲကျွန်တော်တို့ဝယ်နေကြတာလीငကူတွေကလည်းကိုအရှုံးခံနိုင်လို့ဒေါ်လာရေရမုံငွေပွဲတွေကိုကျွန်တော်တို့အိတ်ဆိုင်ပြီးသွားနေကြတာပဲလीအဲ့တော့အရှုံးခံနိုင်ပြီသားအဲ့တော့ကျွန်တော်တို့ကကြီးမများဘူးကျွန်တော်တို့ကအကွန့်လည်းမတက်ဘူးကျွန်တော်တို့ NUG အတွက်လိုအပ်လို့ ကျွန်တော်တို့တော်လှန်ရေးအတွက်လိုအပ်လို့ကျွန်တော်တို့ကိုယ်တိုင်လည်းရင်းနှီးမြှုပ်နှံမှုတစ်ခုနဲ့နောက်ဆုံးပြဂိမ်းဆော့တယ်လို့ပဲကစားလို့ရတာကိုပျော်ရင်ရောင်းလိုက်ပေါ့ရောင်းလိုက်ဝယ်လိုက်လို့ထိုင်လို့နေလို့ရတာပေါ့ဗျအဲ့တော့မျိုးအနေအထားနဲ့တကဘာလုံးမှာရှိကြသောတော်လှန်ပြည်သူများကိုဒါသတင်းကောင်းပေးလိုက်တယ်ကျွန်တော်ကိုယ်တိုင်ဒီ exchange ကနေဒါလိုက်ဝယ်ထားပြီးပါပြီဒါကိုကျွန်တော်ကသတင်းစကားပေးခြင်းတာပါ